ဇောစုကပြည်သူ့ကာကွယ်တပ်ဖွဲ့ PDF အယောင်ဆောင်ပြီးသခိုင်းငလင်ဘေးဒဏ်သင့်နေရာတွေကိုစစ်ကြောင်းတိုးဝင်ရောက်နေတဲ့အတွက်ဒေသခံတောင်းနှက်ချီထွက်ပြေးနေရပြီးနေ20ကျော်လဲမိရှုဖြစ်စီခံရတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါတယ်။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့သခိုင်းငလင်ဘိုချက်ဒေသတွေဖြစ်တဲ့သခိုင်းမြို့ကျေးရွာတွေကိုဇောစုက PDF အယောင်ဆောင်ပြီးစစ်ကြောင်းတိုးဝင်ရောက်နေခဲ့တာတပတ်ခန့်ရှိပြီဖြစ်ပါတယ်။ စေအောင်စုတက်တွေဟာပြီးခဲ့တဲ့မေလ26ရက်ကစပြီးတော့ဒီကနေ့ထိစစ်ကြောင်းနှစ်ကြောင်းနဲ့စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ကျေးရွာဆေးရွာကြောင်ကဒေသခံတွေအခုလိုထွက်ပြေးနေကြတာပါစေအောင်စုတက်တွေဟာငလင်ဘေးဒဏ်သည့်မင်းကွန်ကင်းရှာယောင်စတဲ့ကျေးရွာတွေကိုအင်အား200ခန့်နဲ့စစ်ကြောင်းထိုးနေတယ်ဆိုတာနဲ့ညောင်ကုန်းဒေါင်းမဘဒူကန်ကြီးကုန်းစင်ဖြူစဲလီတော်တောင်အင်းတောင်တောင်အင်းမြောက်ရွာသားတလုံးမအူပင် ကျောက်ပံကစတဲ့ကျေးရွာတွေကိုတော့အင်အား300ခန်းနဲ့စက်ကြောင်းဖြန့်ပြီးစီးနင်းဝင်ရောက်လာတာဖြစ်တယ်လို့တော်လိုင်းအင်အားစုဝက်လက် information network ပြန်ကြားရေးတာဝန်ခံကိုနဂါးလေးကပြောပါတယ်။စိုးစုတပ်ဝင်ဝင်တချို့ဟာတော်လိုင်းအင်အားစုတွေစီကတင်စီရရှိတဲ့ PDF ဝတ်စုံကိုဝတ်ဆင်ပြီးကျေးရွာတွေကိုစီးနင်းဝင်ရောက်ကလမ်းမပေါ်တော်လာနေတဲ့ကားတွေစီကစီပေပါတွေကိုတင်စီသလိုကင်းကျေးရွာကနေ20ကျော်ကိုမီးရှို့ဖျက်ဆီးခဲ့တယ်လို့ကိုနဂါးလေးကဆက်ပြောပါတယ်။